နေတိုင်းလုံနေကြအလေးအကျင့်တေးသေးလေးတစ်ခုအဲ့ဒါလေးကိုပြောင်းလဲလိုက်ုံနဲ့ဘဝတစ်ခုလုံးကိုတကယ်ကိုအရှင်ဟုန်နဲ့မြင့်တင်ဖြစ်လိုက်လို့ရတဲ့နီလန်တစ်ခုရှိတယ်ဆိုရင်တော့စိတ်ဝင်စားစရာမကောင်းဘူးလားအဲ့ဒီကြောင့်ကိုဒီနေ့ပြောပြသွားမှာပါဒီဇလန်ကစာရေးသူဟဲအဲရော့ရဲ့ဘဝအကြောင်းပေါ့သူကပြောတယ်စဲပညာအရာဆိုရင်ကျွန်တော်6မိနစ်လောက်တေးသွားခဲ့တယ်တဲ့ကြည့်ပါဦးတေလူနီဘာကတိုင်းမှုကြီးတစ်ခုကနေသူ့ရဲ့ဒီဇလန်ကစတင်ခဲ့တာပါ ဒါပေမဲ့အဲ့ဒါကသူ့ဘဝကိုလုံးလုံးပြောင်းလဲပေးမဲ့မုံတိုင်ကြီးတစ်ခုရဲ့အစပဲရှိပါသေးလေ။ဒါပေမဲ့လေအန်အောစရာကောင်းတာကအဲ့ဒီလောက်ကြောက်စရာကောင်းတဲ့အဖြစ်ချက်ကြီးကတောင်းသူ့ဘဝရဲ့အနှိမ်ဆုံးအချိန်မဟုတ်သေးဘူးလေ။တေးရနေပြန်ရှင်လာခဲ့ပေမဲ့သူ့ဘဝရဲ့တကယ်အမောင်မိုက်ဆုံးအစိမ့်ခုံမှုအကြီးဆုံးအချိန်က အရှိမစောင့်ကြနေတော့ပဲ။ကဲသူရဲ့ထီးကြံကိုချက်ကြည့်လိုက်ရအောင်။ ထောက်ကွာကိုစုကုန်းမှာပြန်လဲတော့မရှောင်းနိုင်တော့ဘူးလို့ဆရာဝန်တွေကတော့လက်လျှော့လိုက်ရတဲ့ကားတိုင်မှုကြည့်နေသူယုံထွက်ခဲ့တယ်။အဲ့ဒီကြံရတဲ့နဲ့တက်တာလာတယ်ပဲရှိသေးတယ်။တထောင်ခုမှာအမေရိကန်စီးပွားရေးကတ်ဆိုက်တော့ဒေါ်လာလေးသိန်း၃၀၀၀အကျွေးတွေပြီးသည့်ဒုက္ခရောက်ပြန်ရောနောက်ဆုံးတထောင်ရှိမှာတော့သူလုံးဝကိုပြိုလဲထွားတော့တာပဲ။ဆက်စတတီကြာမျောလင်းချက်တွေပျောက်ဆုံးပြီးအမွန်ဟော်တဲရောက်သွားခဲ့တယ်။သူ့အထွက်ကလေအဲ့ဒီစိတ်ပိုင်ဆိုင်ရာပြိုလဲမှုကကားတိုက်ခံရပြီးတေလူနီးပါးဖြစ်ခဲ့တာထက်တောင်ပိုဆိုးခဲ့လေလို့ဆိုရတယ်။ဒါပေမဲ့ အဲ့လိုအမောင်းမိုင်ဆုံးအချင်းအဲ့ထောက်ရှိမှာပဲတာမမနဲ့ခင်အပြေးတစ်ခုကနေသူ့ဘဝကိုရောနောက်ပိုင်းမှာလူပေါင်းများစွာရဲ့ဘဝကိုပါပြောင်းလဲပြင်မဲ့အလင်းရောင်တစ်ခုကိုသူရှာတွေ့ခဲ့တယ်။ Hell Elroy ရဲ့ဇလန်ကတော့ကြားရတာတော်တော်လေးရောကိုဒရာမာကြားတယ်ပေါ့နော်။ဒါပေမဲ့သူ့ဇလန်ကနေမွေးဖွားလာရဲ့အတွေ့အကြုံလူတော်တော်များများမြင့်တက်ဆိုင်တဲ့မိဟွန်တစ်ခုကိုမိမောက်ချိုးပြလိုက်တယ်လို့ပါပဲ။အဲ့လာကဘာပဲဆိုတော့ဘာဖြစ်လို့လူများစုဟာကုတကေဖြစ်ချင်တဲ့ဘဝမျိုးနဲ့တပြေးပြေးကင်းကွက်သွားပြီးတာမန်အစ်စ်မှာပဲကျင်းနေလိုက်ကြတာလဲဆိုတာပါပဲ။ဒီမှာကြည့်လိုက်ပါ 65ရာခိုင်နှုန်းနဲ့ဒါကတော်တော်လေးကိုထိတ်လန့်စရာကောင်းတဲ့ကိန်းကနာမှာဆိုလိုတာကလူတရာမှာ65ရောက်ကသူတို့တကယ်လိုချင်တဲ့တကယ်ဖြစ်ချင်တဲ့ဘဝမျိုးကိုမရပဲအဲ့ဒီထက်နေတဲ့ရာတွေနဲ့ပဲချင်တတ်လိုက်ကြတယ်။နောက်ဆုံးတော့နောင်တာဒီနဲ့ဘဝကိုအဆုံးတတ်သွားကြရတယ်ဆိုတဲ့သဘောပါပဲ။ကဲဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။အဓိကအကြောင်းရင်းဒီကိုတစ်ချက်ကြည့်လိုက်ရအောင်။ပထမတစ်ခုကနောက်ကြည့်မှန်ယောဂတဲ့ ကာမွန်ရဲ့ကနောက်ချိမှန်ကိုပဲတောက်လျှောက်ကြည့်နေရင်ရှေ့ကိုဘလို့ဆက်သွားမလဲနော်အဲ့ဒီလိုပဲအတိတ်ကအမားတွေကြာရှုံမှုတွေကိုပဲပြန်ပြန်ကြည့်ပြီးမှာပွားကတော့ဒီလောက်ပဲဆိုပြီးကိုကိုကိုကန့်တက်ထားတာမျိုးပေါ့ပြီးတော့ရေရွေချက်ပြောက်ဆုံးနေတာမနှက်မိုးလင်းရင်ဘာအတွက်ထရာမှမတိညအိမ်ရင်ဘာဖိမြောက်သွားမှမတိဒီလိုနဲ့ပဲနေ့တွေကုန်းဆုံးနေတာ နောက်ပြီးတေးတေးမွားမွားဆုံးဖြတ်ချက်လေးတွေကဘာမှမထူးပါဘူးလို့အထင်သေးတာမျိုး ကိုညီမိုင်းချက်အတွက်ပထုကုတ်မတောင်းဝန်ခံစရာမလိုလို့ပေါ်ပေါ်ဆက်ဆာနေတာကိုနဲ့ပေါင်းတဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ပြားများအဆင့်တိုင်းတိုင်းကိုကပါဖြစ်လာတာနောက်ဆုံးတစ်ခုကတော့တင်းနေနေတော့လွတ်မှာပါကွာဆိုတဲ့အတွေ့နဲ့အရာရာကိုရွှေ့ဆိုင်နေတာဒီပေါ့ဟုတ်ပြီဒါဆိုရင်ဒီလိုတာမန်ဖြစ်ချင်းရဲ့တန်တရာတွေကနေယုံထွက်ပြီးအရာအားလုံးကိုတစ်ချက်တည်းနဲ့ပြောင်းပြန်လမ်းပြနိုင်မဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကတကယ်ပဲဖြစ်နိုင်မလဲအဖြစ်ကစတီဗ်ဘယ်ဘီနဲ့ပြောခဲ့တဲ့စကားတစ်ခုမှရှိနေပါတယ် တနေ့တိုင်ရဲ့ပထမဆုံးတနေ့ရီဟာအင်းကြီးငယ်တက်မှတ်ပဲတဲ့စဉ်းစားကြည့်လေတန်ဘောတစီမှာတက်မှတ်လေးကတေးသေးလေးတန်မအိတ်တက်မှတ်လေးဘိုက်ကိုလဲတယ်လို့ပုံမူတီးပြီးတန်ဘောကြီးတစ်ခုလုံးရဲ့လာရကပြောင်းသွားတာအဲ့ဒီလိုပဲမနေ့ကင်းကိုဘလို့ဆက်လိုက်တယ်လဲဆိုတာကတနေ့တားလုံးရဲ့ဥဒိယာကိုရောနောက်ဆုံးမှဘဝတစ်ခုလုံးရဲ့လာရကိုပါဆုံးဖြတ်ပေးသွားတယ်ဆိုတဲ့သဘောပါပဲဒီလိုစဉ်းစားကြည့်အောင်မနေ့မိုးလင်းလို့နိုးစက်မိတဲ့အခါစနူးစ်ခလုတ်ကိုနှိပ်လိုက်တာကဘာကိုပြောနေရလဲငါဘဝကိုငါမရင်ဆိုင်ချင်သေးဘူးလို့ပြောလိုက်တာနဲ့အတူတူပဲ ။ဒါဟာတဏိတာကိုအပြတ်တဘုံနဲ့စတင်တာပါ။တစ်ဖက်မှာကျတော့ရည်ရွယ်ချက်ရှိရှိနဲ့နိုးထလိုက်တာကဒီနေ့ဟာငါနေပဲ။ငါဘဝကိုငါကိုယ်တိုင်ပုံဖော်မယ်လို့ကြင်ညာလိုက်တာပဲ။အဲ့ဒါဟာထိတ်တန့်အောင်မြင်သူငါပါဆင်းရဲ့လမ်းကြောင်းပေါ်ကိုတလန်းလိုက်တဲ့ပထမဆုံးခြေလမ်းပဲဖြစ်ပါလေ။ကောင်းပြီ။ပြေရနာကဘာလဲဆိုတာလည်းသိပြီ။ထော့ချက်ကမနေ့ကမှရှိနေတယ်ဆိုတာလည်းသိပြီ။ဒါဆိုလက်တွေ့မှာဘာလို့ရမလဲ။ အခုအရာအလုံးကိုပြောင်းလဲပြင်ရမယ်လက်တွေ့ကြကြဖြည့်တစ်ခုကိုပြောပြပါတော့မယ်အဲ့ဒါကတော့ life s f a s r s ဆိုတဲ့နည်းစနစ်ပါပဲ lives s a v r s ဒီညမယ်လေးကကဲတန်သူတွေလို့အထိပ္ပယ်ရရနော်ဘာကိုကဲတင်မှာပဲဆိုတော့ကိုမရှိရဲ့အလားအလာတွေကိုအပြည့်ဝအတုံးမချနိုင်တဲ့တာမန်ဘဝနေကဲတင်မဟုတ်ပါပဲဒါကအစွမ်းထက်ပြီးလက်တွေ့ကြကြောင့်တတ်တေပြာကြီးတာကိုပိုင်ဖွံ့ဖြိုးရေးလီချင်းခံချောက်ခုကိုပေါင်းထားတာပါရည်ရွယ်ချက်ကတော့ ရုပ်ပိုင်းညာပိုင်းစိတ်ပိုင်းနဲ့စိတ်ဝိညာဉ်ပိုင်းဒီလေးပိုင်းလုံးကိုညင်ညွတ်ညွတ်ဖွင့်ဖြူးလာစေဖို့ပါပဲပထမဆုံး S ကတော့ tick စိတ်ချင်း silence ပါဒီနေ့တာရဲ့ শূন্য တန်ဒီမဆောက်ရင်မှာကိုယ်တနေ့ကိုယူရချေရှိရှိငိမ့်သက်တဲ့အချင်းလေးယူတာပါတရားထိုင်တာဖြစ်ဖြစ်ဆူတောင်းတာဖြစ်ဖြစ်အဲ့ဒီအချင်းလေးကစိတ်ဖိစီးမှုတွေကိုလျော့ချပြီးအတွေးလေးကိုကြည်လင်သွင်းစေပါတယ်အေကာရော affirmations ပေါ့မြန်မာလိုဆိုရင်တော့ကိုကိုကိုအားပေးတိုက်တွန်းတဲ့အကောင်းမြင်စကားတွေပြောတာမျိုးပေါ့ ။ဒါကကိုဖြစ်ချင်တဲ့ပုံစံကိုရုပ်ချင်တဲ့ပန်းတိုင်နဲ့ kait နေအောင်ကိုယ့်ရဲ့အတွင်းစိတ် subconscious mind ကို ပြန်ပြုတ် program ချတဲ့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုပါပဲ။မဟာမတ်အလီပြောခဲ့တဲ့လိုပေါ့အကောင်းမြင်စကားတွေကိုထပ်ခါထပ်ခါရွတ်ဆိုရကနေယုံကြည်မှုဖြစ်လာတယ်။အဲဒီယုံကြည်မှုကတကယ့်ကိုခံမာတဲ့စွမ်းမြတ်မှုတစ်ခုဖြစ်လာတဲ့အခါမှာအယားယားဟာစပြီးဖြစ်ပေါ်လာတော့တာပဲတဲ့။တကယ်ကိုအားရှိစရာပါပဲ။ဒီကတော့ visualization စိတ်ကူးနဲ့ပုံဖော်ကြည့်တာပါ။ ဒါကကဘာထိတ်တန်းအားစားသမားတွေအောင်မြင်သူတွေအမြဲသုံးတဲ့နှစ်စနစ်ပင်ကိုလိုဂျီနဲ့အောင်မြင်မှုကိုရပြီးသားပုံစံရောအဲ့ဒီအောင်မြင်မှုစီရောက်ဖို့လမ်းရမဲ့ခြေလမ်းတွေကိုပါစိတ်မလုံးထဲမှာအထက်ထက်အခါခါမြင်ရောင်ပြီးလိကျင့်လာပါ။အီကတော့လေ့ကျင့်ခန်း exercise ပါဒါကတော့အထူးတလည်ပြောစရာမလိုတော့ပါဘူးမနက်ခင်းမှမိနစ်နဲ့နဲ့လောက်ပဲဖြည်းဖြည်းကိုလည်းလှုပ်ရှားလိုက်တာကတနေ့တာလုံးအတွက်လိုအပ်တဲ့စွမ်းရည်နည်းစိတ်ကြည်လင်မှုတွေကိုချက်ချင်းမြင့်တင်ပေးလိုက်တယ်လို့ပါပဲ အားရီကတော့စဖတ်ခြင်း reading ပါတနေ့ကိုစာမျက်နှာဆယ်မျက်နှာလောက်ပဲဖတ်ရင်တော့မှနှစ်ပေါင်းများစွာအတွေ့အကြုံတွေအတွေ့အခေါ်တွေကိုစူးစီးထားတဲ့အသိပညာလေးကိုကို့ဘဝတိုးတက်ဖို့အတွက်လောင်စာဖြစ်နေတဲ့ထည့်ပေးနေတာနဲ့အတူတူပါပဲနောက်ဆုံး S ကတော့ရေးမှတ်ခြင်း scribing ဒါမှမဟုတ် journaling လုပ်တာပေါ့ကိုယ့်ရဲ့အတွေ့အကြုံအကြံဉာဏ်သစ်သစ်သင်ယူသိရှိခဲ့တာတွေကိုစာအုပ်ထဲမှာချရေးလိုက်တာကခေါင်းထဲမှာရှုပ်ရက်ခတ်နေတာတွေကိုရှင်းထုတ်လိုက်တယ်လို့ပါပဲဒါဟာကိုကိုကိုဖြန်ပြီးစမ်းစစ်သုံးသပ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်ကာမီ life savers ကတော့အလုံးကောင်းနေပြီဒါပေမဲ့အဓိကပြဿနာကမနှန်းစောစောဘလို့ထမလဲဆိုတာပဲဟုတ်လူတတော်များများအတွက်အခက်ဆုံးကအေးရထဖို့ပဲလေကဲဒါဆိုဒီအလေးချင်းကိုဘလို့လွယ်လွယ်ကူကူစတင်နိုင်မလဲဆိုတော့လက်တွေ့ကျလက်နီးလန်းတွေကိုကြည့်လိုက်ရအောင်နုစက်ကို snooze လုပ်ချင်တဲ့စိတ်ကိုအနိုင်ယူဖို့တဲ့အရန်လွယ်တဲ့အစဉ်၅ဆင့်ရှိပါတယ်နံပါတ်1ညအေးရမဝင်ခင်မှာမနှက်ဖြန်ကိုတက်တက်ကြွကြွနဲ့နိုးထားမယ်လို့စိတ်ထဲမှာကြိုတင်ဆုံးဖြတ်ထားပါနံပါတ်2 နှုတ်ဆက်ကိုအဲ့ရပေးမှမထားပဲအခန်းရဲ့တစ်ဖက်ထိပ်မှာထားလိုက်ပါဒါဆိုမနေဂျာရဲ့မဖြစ်မနေထားပြီးလမ်းလျှောက်ရလုံးလှုပ်ရှားမှုကြောင့်နင်းနေလန်းသွားပါလိမ့်မယ်နံပါတ်3နှုတ်ဆက်ပိတ်ပီတာနဲ့ချက်ချင်းသွားတိုက်လိုက်နံပါတ်4တညာလုံးရေတဲ့ခန်းချောင်နေတဲ့ခန္ဓာကိုယ်နဲ့ဥနှောက်ကိုရေတစ်ခွက်အပြည့်တော့ပြီးပြန်လန်းဆန်းလိုက် နောက်ဆုံးနံပါတ်5လေ့ကျင့်ခန်းလုံးမဲ့အဝတ်အစားယူကိုအသင့်ဝတ်လိုက်ဒါဆိုရင်တော့ American Morning ကိုစတင်ဖို့အားလုံးစတင်ချပါပြီ။ ဒီလောက်လို့ဖို့တော့မနက်မှအချိန်မရှိဘူးဗျာဆိုတဲ့သူတွေအတွက်ရောအဖြစ်ရှိပါတယ်စိတ်မပူပါနဲ့6မိနစ်ဟုတ်ပါတယ်6မိနစ်ပဲလိုပါတယ်ဒါကို6 minutes of wonder လို့တော့နာမည်ပေးထားတယ် S A V E R S တခုချင်းစီကို10မိနစ်စီပဲလုပ်တော့မယ်တိတ်ဆိတ်ချင်း10မိနစ်စားဖတ်ချင်း10မိနစ်ဒီလိုနဲ့စွစွပေါင်း6မိနစ်ပဲအချိန်ပေးလိုက်ရုံနဲ့တနည်းတာကိုအကောင်းဆုံးပုံစံနဲ့စတင်နေမှာပါဆိုတော့အချိန်မရှိဘူးဆိုတာအကြောင်းပြချက်မဟုတ်တော့ဘူးပေါ့နောက်ဆုံးအနေနဲ့ဒီမေခွန်လေးနဲ့အဆုံးသတ်ချင်ပါတယ် လူတယောက်ချင်းစီရဲ့ဘဝဟာကိုယ်တိုင်ရေးနေတဲ့ဇလန်းစာအုပ်တအုပ်နဲ့တူတယ်ဆိုရင်မနှက်ဖြန့်ကစပြီးလှန်လို့ရမယ့်စာမျက်နှာအသစ်မှာတော့ဘယ်လိုဇလန်းမျိုးကိုကိုယ်တိုင်ပုံဖော်ပြီးရေးချင်ပါသလဲ။